你呢度嘅老嚟老嚟片，你咪就百萬片，跌跌下嘛，知唔知咩啦？我哋唔系呢班人，你呢老嚟片，片呢，俾呢啲嘢喂。啲工仔真系做嘅时候，我哋唔系好睇，但系你唔好俾啲嘢，你呢啲事会，你呢啲事会，事会，事会，你唔好意思，我哋真系好偏呢啦。好啦，你老嚟片，你百萬片，跌跌下，跌跌下，呢啲工仔，呢啲工仔，唔好俾路啦。但系我哋做慢慢嘅，但系我哋唔好碌碌嘅，事故先系主要问题嚟。最近呢啲差嘅，唔好俾路嘅，好，跌跌。 အပြုတ်ဆုံးအမှောင်ကျိတ်ဟောကျမကိုမပြောဘဲရဲ့ကရောဘဲအုံးဘဲရဲ့ပြီးကျမကိုလာတောင်းပန်ရမယ်ရှင်တို့မှာကိုပြောခဲ့တဲ့စကားကိုကိုတောင်းဝင်ယူရဲတဲ့တတိရှိတယ်ဆိုရင်တောင်းဝင်ခံရတဲ့တတိရှိတယ်ဆိုရင်ကျမကိုရှင်တို့တောင်းပန်ရမယ်စကားဆိုတာကလူတိုင်းပြောတယ်ဒါပေမဲ့ကိုပြောရိုက်တဲ့စကားရဲ့တက်ရောက်မှုကိုတာဝန်ယူမှုတာဝန်ခံမှုရှိမှအဲ့ဒီလူကိုတတ်သိရှိတယ်လို့ခေါ်တာလာရှိုးအချိန်ကတော့ဘောနော်တည်တည်ငြိမ်ငြိမ်မရှိဘူးအဲ့လိုကောလာဟာလာတွေလည်းထွက်နေတယ် အဲတချို့ဆိုလဲထောင်ဖောက်တယ်ထောင်ဖောက်ခံရတယ်လို့အေဒီတရားချိုးခံရတယ်လို့အဲဥစ္စာတွေကလည်းအားလုံးကကောလာဟာလာပဲဖြစ်တယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ကတက်နဲ့အဲတက်မတော်နဲ့ပတ်သက်တဲ့လူတွေရဲတပ်ဖွဲ့ဝင်တွေအရင်တိတ်တပ်ဖွဲ့ဝင်တွေနဲ့အဆက်အသွယ်ရှိတယ်ပေါ့နော်ဆက်သွယ်ရှိတဲ့အတွက်ဒါပြောပြတာအခုဆိုရင်လာထိုးရှင်းလာရှိုးအချင်းထောင်ထဲမှာကိုကန့်ကိုကအရှင်တရားကြောင့်မိထားတာအဲ့ထောင်ထဲမှာထားတာလို့ပြောတယ်အဲ့ဒါအကြောင်းမလို့အဲ့လိုထောင်ကိုဖောက်သွားတယ်လို့ထောင်အဲ့လိုဖြစ်သွားတယ်လို့မျိုးကိုလာဟာလာလွန့်နေရတယ်ဖြစ်နေနောက်တစ်ခုက နံပောင်နဲ့နံမမှာနော်နံမနံမပေါ့နော်အဲ့ဒီရွာတွေမှာနံမစစ်စစ်ဘေးရှောင်လာတဲ့ပြည်သူလူထုတွေပေါ့နော်အဲ့ဒီပြည်သူလူထုတွေကကိုးကန့်နေတဲ့ MNDA MNDA အားလုံးကတရုတ်တွေကြီးပဲတဲ့နော်အဲ့ဒီနံမတို့နံပောင်တို့ရွာတွေမှာတဲ့အဲယောက်ျားလေးတွေကိုလည်းစစ်သားလုတ်ခိုင်းတယ်မိန်းကလေးတွေကိုလည်းစစ်သားလုတ်ခိုင်းတယ်တဲ့မိန်းမတွေကစစ်သားမလုတ်ရင်သူတို့မိန်းမလုတ်ပေးရတယ်တဲ့နော်အဲ့မိန်းမတွေကိုယူတယ်တဲ့အဲ့တော့ဟိုပေါ့နော်တိုင်းပြည်တပြည်ကအဲ စဉ်တော့စဉ်းစားကြရတယ်အများကြီးဖြစ်လာတာပေါ့ဗျာနော်အဲနောက်တစ်ခုကျွန်တော်မနေ့ကပြောခဲ့တဲ့ပြည်သူလူထုရဲ့အတံပေါ့ရှမ်းမြောက်ကိုလည်းဟိုက်ဒရိုဂျင်ပုံးချဲပေးပါလို့လေကိုဖုံးနဲ့ထပ်တူတောင်းဆိုလိုက်ပါတယ်တဲ့ဟိုက်ဒရိုဂျင်ပုံးချဲပေးရင်လည်းပြည်ပရောက်နေတဲ့နိုင်ငံတော်နဲ့တက်မတော်ကိုချစ်မြတ်နိုးတဲ့သူတွေအခွန်တိုးပြီးဆောင်မမယ်တဲ့တလောက်စင်ကာပူငွေ၈ချက်အခွန်ဆောင်ပေးပါတယ်တဲ့ဟိုက်ဒရိုဂျင်ပုံးချဲပြင်တလောက်ကိုစင်ကူစင်ကာပူငွေတက်တရာဆောင်ပေးပါမယ်ကိုဖုံးနဲ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒီစစ်ပွဲကသူတို့ကလူအင်အားလူတို့နဲ့တည်းနဲ့သုံးတယ် အဲ့တော့၃ယောက်ကြံတယ်ဆိုရင်ခု၃လူက၁၀ယောက်တက်တယ်ဗျာ၃ယောက်တင်ရဆိုရင်9ယောက်ဆိုတော့စစ်ကပေါက်တာပေါ့ဗျာသိရမလားလူအင်အားကိုမထိန်းနိုင်ဘူးเนาะသူတို့ကလူအင်အားကိုဒုနဲ့တင်နေတိုက်တာနောက်တစ်ခါ၁၀ယောက်လောက်ဗန်းကြတယ်နောက်မှ90လောက်ကဖြန့်ပြီးတော့မှဝင်လာတာเนาะအဲ့ဒါကြမြေပြင်တရင်တွေ51ကိုအတိုက်ပြပြီးတော့မှချယ်ဒီမြန်ချယ်ဒီမြန်ကုန်းကနေဝင်တယ်အဲ့ဒါလည်းကျွန်တော်အရင်လိုက်ဒီမှာပြောခဲ့တယ်အဲချယ်ဒီမြန်ကုန်း68ကိုအပြစ်ပြတယ်မိုင်းတွေကိုဝင်ကြိတ်တယ်เนาะ ဲ့တော့ short ride တော့နေတာတောက်ဒီမြို့တွေကိုဖြစ်တယ်ရမကနဲ့ရမကပတ်လေဦးထင်းချိုးလောက်ရောထင်းချိုးလောက်ရောသူတို့ဖြစ်တယ်အဲရမကနဲ့ဒီပြည်သူလူထုနဲ့ကိုအလုရှုပ်အောင်သူတို့ကလုလိုက်တယ်နော်အလုပေးအလုပေးလိုက်တာပေါ့ဗျာဟိုပြည်သူလူထုတွေအဲ့လိုစိုးတိမ်ကြီးဖြစ်သွားအောင်တက်မတော်ကလည်းပြည်သူလူထုကိုကာကွယ်ဖို့အတွက်ကိုအချိန်ပေးရတယ်လို့ဖြစ်သွားတယ်နော်အဲ့တော့ PDF တွေနော်အဲ့ PDF တွေကိုကျွန်တော် PDF ကောင်းတာကြီးမကောင်းတာကြီးကျွန်တော်မပြောတော့ဘူးဗျာစိတ်နာလို့နော်ကိုယ်နိုင်ငံထဲမှာအေးချမ်းဆောင်နေတာညင်းနဲ့ပြည်သူလူထုတွေကိုဒီတရုတ်တွေက မိမအဖြစ်နော်တာမယားအဖြစ်ပြုကျင့်ပြီးတော့မှစစ်တပ်ထဲမှဝင်တာမယားချင်းပြုကျင့်တယ်ဆိုတာဒါက community ဆန်ဆန်အနိုင်ကျင့်တာဗျာနော်အဲ PDF တွေကိုရှေ့ရတင်ပြီးနောက်ကကိုကန်းနဲ့ပလောင်နဲ့အောက်တာနော်အဲ့တော့အဲ့လိုလိုဖြစ်နေတယ်အဲ့တော့ကျတော့ဟိုကျွန်တော်တို့ကတက်မတော်ကာကွယ်ဦးစည်းချုပ်ကြီးခုနာဆာကသမရာကြီးပေါ့ဗျာကျွန်တော်တို့လည်းအဲ့ဒါတော့မပြောချင်ပါဘူးသူများကြီးလည်းပြောနေတယ်နော်ဘသူဖြစ်ဖြစ်ကျွန်တော်ကတိုင်းပြည်အေဂျင့်ကိုလိုတယ်နော်အဲကြည့်ကြည့်လိုက်အမေရိကန်ကိုပဲကြည့်ကြည့်လိုက်နော်အမေရိကန်ဂျပန်ကိုနှလုံးပဲနှလုံးပဲကျဲသွားတာစစ်ကပြီးသွားတယ်စစ်ကိုပြီးချင်းကျွန်တော်တို့ ပေါ့နော်ကျွန်တော်တို့ပြည်သူလူထုတွေရဲ့စစ်ကိုပြီးချင်လို့တောင်းဆိုနေတာပေါ့နော်အဲ့ဒီတာရကားတွေရှိပြီးသားတပုံကကန်းကုံအောင်ရုပ်မာနေတာကိုကိုယ့်ဘက်ကနေပြီးတော့မှဘာလို့နော်ဟိုအပြက်မတိုက်လေလိန်ဆိုရင်အုပ်လိုက်အုပ်လိုက်ပြန်တမ်းပြီးတော့အပိုင်းပိုင်းပြက်အောင်ပြစ်ပြရမှာသိရမလားဟမ်တက်မလို့နေမှာတော့လိန်နေအုပ်လိုက်ပြန်ပြနေပေးနေသေးရပဲဒီကကတိုင်းပြည်အချို့အချာအာဏာကိုထိပါတယ်နိုင်ငံကိုဖဲ့ပေးရမယ်နေနေလူစစ်ပွဲနိုင်ငံရေးစစ်ပွဲစီးပွားရေးစစ်ပွဲလူမျိုးရေးစစ်ပွဲတလောက်ဖြစ်နေတာ ဟုတ်လားလိန်အောက်လိုက်ပြန်ပြီးအပိုင်းပိုင်းကိုပြက်ခေါ်ပြက်နေအောင်ပြစ်ပြရမှာเนาะနောက်တစ်ခုပြောချင်တာနမ်တူနဲ့နန်ဆန်မှာမီးလင်းနေတယ်เนาะပလောင်တီအန်နန်တွေကမီးပေးထားတယ်เนาะပတ်စံတော်မှာကောက်သေးတယ်မန်ဆန်တရားခွဲယုံကမီးပြက်ထားတာရှမ်းမြောက်ရှမ်းမြောက်အနေနဲ့ရမခအနေနဲ့ဘလောက်ခြေခွဲဖို့ကောင်းလဲစာမတက်တဲ့တီအန်နန်တွေအကြမ်းဖက်လက်နောက်ကတောင်းကျန်သူတပုံကမီးလင်းနေတယ်เนาะအဲ့ဒါဘုံလည်းမကျေဘူးเนาะလားရှိုးကကြတော့အခုယူခါနေတယ်เนาะတကယ်တမ်းကျရင်ပြည်သူတွေကခြေခွဲရတယ်ဗျာเนาะ အဲ့ဒီ DNA နဲ့မျိုးတွေပိုက်မှာ DNA နဲ့ပလောင်မျိုးတွေပေါ့ဗျာသူတို့အထူးထူးတွေပေါ့မီးလင်းနေတာမီးလင်းပြီးပလောင်ကအဲ့မှာပလောင်ကောက်စားနေတဲ့မျိုးတွေဟာနော်ဟိုပုံမနေနေတော့နမ်တူနမ်ဆန်မန်မန်ဆန်မိုင်းတော့တီဘောနဲ့နမ်တူကြနော်တမျိုးလုံးပေါင်းလို့မှ10တန်းမအောင်တဲ့ကောင်လေးနော်အဲ့ဒီမျိုးကမီးလင်းနေတယ်နော်အရင်တော့အဲ့တင့်မောင်ကိုရောနွားမောင်ကိုရောလမ်းနော်မျိုးတွေနော် PhD ဘွဲရတဲ့ PhD ဘွဲရပြီးတော့မှ တိုင်းပြည်ရဲ့ကောင်းအောင်ကောင်းကျိုးနဲ့နိုင်ငံကိုအေးချောင်းကိုလုပ်နေတဲ့နော်ရမကဟိုစစ်တိုင်းကြတော့ပေါ့နော်ဟိုလာရှိုးကတော့ကျတော့စစ်တွေကိုဖြည့်လို့ဒုက္ခတွေပြည်သူတွေလည်းဒုက္ခတွေရောက်လို့နော်ဒီတပုံးလေးအကျဲပက်လက်နက်ကန်ကောင်းကျန်းသူတွေကြောင့်တကိုးတွေပေါ်တဲ့လောက်ကိုင်းလို့တိမ်နီတို့ကုတ်ခိုင်းလို့မူဆယ်တွေမှာတော့ပြည်သူတွေကမောင်းခိုးလို့ပြီးတော့မှအဲ့မှာအဲ့မှာကြီးပွားနေကြတယ်။နောက်ကျိုးကြောင့်ပဲလာရှိုးအဓိကမျိုးကပြည်သူတွေကရှစ်စစ်ဆောင်တဲ့ဘဝတွေရောက်တယ်၊တိမ်နေကြရတယ်နော်။လောက်ကိုင်းလို့ကွမ်လုံလို့မှလည်းအခုကြားပြန်တွေလုံနေတာပဲ။ ဲပေါင်တွေကကိုးကန့်တွေအခွန်ပေးနေရတာနော်လောက်ကိုင်းမှာကြားပြန်တရုတ်တွေအများကြီးပဲယူနန်တရုတ်ကသူတို့နိုင်ငံမလိန်မလိန်နဲ့ဆိုပြီးကိုးကန့်နဲ့ပေါင်းပြီးတော့ကဘာကိုလိန်နေတာနော်ကွမ်လုံမှာအများကြီးပဲရှိတယ်နော်အဲကြားပြန်နဲ့လက်နက်ခရံဝယ်ပေးနေတာလေနော်အဓိကကတော့ကျွန်တော်တို့ကဟိုပွင့်မနေနဲ့ပြောမယ်ဆိုတော့ cluster ဘုံတို့မီးလောင်ဘုံတို့နော်ဟိုမီးလောင်ဘုံတွေ cluster ဘုံတွေအကြမ်းဖက်ကောင်းကြမ်းသူလက်နက်ကင်တွေရှိတဲ့မြို့တွေကိုကျဲကိုကျဲရမှာ ကျွန်တော်အစိုးရနဲ့ဒီပြဿနာကိုပြောတယ်တန်လွင်ရွာဒီစစ်ပွဲမဖြစ်ခင်နှစ်ရက်သုံးရက်တည်းကတန်လွင်ရွာမှာဒီလိုတွေရှိနေတယ်အကြမ်းဖက်တောင်းကျမ်းသူလက်နက်ကောင်ထမင်းချက်ပုတ်နေတယ်ဘုံသီးတွေလက်နက်တွေခဲရမ်းတွေအဲ့မှာယူပြီးပုံထားတယ်လို့ပြောတာ哦အတန်လွင်ရွာငကိုတွေကကိုးကန့်နေတာလေအခုတော့လောက်တာခံရပြီလေဟုတ်တယ်မလားတချို့အဲ့လိုပုံတော့စစ်တပ်မှာတာဝန်ရှိတဲ့လူတွေကိုကပြောတော့လေအပြောတဲ့အတိုင်းပဲအဖို့ပဲနောက်တစ်ခုကြောင်မဲမျိုးအောင်မြေသားယာအောင်မြေသားယာရွာအကျော်နန်းသားမှာနမ်စောရွာမှာတရွာလုံးမှာပလောင် အကြမ်းဖက်တောင်းကျမ်းသူလက်နက်ကင်တွေအများကြီးနေနေတယ်နော်အများကြီးနေတယ်ပြီးတော့သူတို့ဘေးပတ်ဝန်းကျင်ရွာတွေကိုလည်းလူတွေလိုက်ကောက်တယ်အများကြီးယောက်ျားတွေရောမိန်းမတွေရောလူကောက်နေတာနော်တပုံကတော့လုံမှာပဲနော်အရေးကြီးတဲ့မှာတဲ့ဒါချောင်းကြီးမှာတဲ့ PDF တွေတဲ့သုံးဘွက်ထက်ရောက်ပြီးတဲ့ကာကင်းကုန်းစီးမယ်ပြောတယ်တဲ့အကူလိုပါတဲ့ဒဏ်ရာရစစ်သည်လမ်းမချောင်းနိုင်တဲ့သူတွေပေါ်တော့ဥပမာတကူတိုက်ပွဲတစ်ပွဲဖြစ်ပြီးဆိုရှိကြတယ်ခြေတော်ကျိုးတဲ့သူတွေကိုအချိန်ပြီးစစ်စစ်ကူဖို့လည်းလိုတယ်တဲ့နော်23ရက်နေ့ ညကဘောနော်23ရက်နေ့ညရေကအဲ့ရောက်နေတာလို့ပြောတယ်အဲ့တော့ကျတော့ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေနော်တချို့ကလည်းပြောတယ်ဇော်ဘုံကြီးနဲ့ကြိုးဆိုးဦးတဲ့မေဟန်ရွာသူရွာသားတွေမမေ့ကြပါနဲ့တဲ့ကျွန်တော်တို့ဘုံကျဲခိုင်းလို့အဲ့လိုဖြစ်တာတဲ့တက်မတော်ရှိနေသေးပြီဘာမှမဖြစ်ခဲ့ဘူးဒီအကြမ်းဖက်တောင်းချမ်းသူတွေနေပြည်လာလူလို့နော်ဖြစ်တာအခုမယုံရင်မဲဘုံတောင်ကြီးလာရဲ့ကိုးကန်းနဲ့တက်မတော်နဲ့ပဲအဲ့မှာရှင်းကြည့်လိုက်ဘလူဘက်ကမဲတာလဲဆိုရင်အဲ့မှာပြည်သူလူထုတိသွားလိမ့်မယ်နော်အဲ့တော့ကြတော့ ကိုမြန်မာလူမျိုးကိုခြေတော်တင်တဲ့ဂျပန်တက်ဂျပန်လိုပဲဖက်စစ်ဂျပန်လိုပဲလှုပ်လာတာခုတရုတ်ကနော်အဲ့ဒီနမ်မာတို့ဘာတို့မှသွားမဲကြီးနော်ကောင်မလေးတွေမိမအဖြစ်အလုတ်ခံရတယ်နော်တရုတ်တွေလူပါဝါတာလူပါဝါတာအဲ့တော့ကျွန်တော်ကျွန်တော်တို့ကလေညင်တွေကတော့အုပ်လိုက်အုပ်လိုက်ခုတညအောင်တနေကုန်ပြန်နေတာဘယ်ပြန်နေရလဲတော့မသိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ ဟိုတက်မတော်ကျွန်တော်ကတက်မတော်ကာကွယ်ဦးစီးချုပ်လို့ပဲပြောမယ်ကနာဆာကသမရသမရပဲဝန်ကြီးချုပ်ပဲသမရသမရကျွန်တော်ကတက်မတော်ကာကွယ်ဦးစီးချုပ်စစ်ရေးနဲ့အရာရင်ဒါတော့ပဲတိတ်မူပြီးပြောမှာဗာဦးစိုးဝင်းတို့နော်နော်ဒီတဲ့နေရင်အုတ်လိုက်အုတ်လိုက်ပြန်တမ်းပြီးအပြက်ဖြစ်ရမှာနော်ဒါပေမဲ့စစ်ရဲ့သဘောတရားကတော့ဟိုဟိုရန်သူကစိုက်ဝါထဲတာကိုယ့်ဘက်ကဖြီနိုင်မှရမှာအခုဟိုအခြေခံစစ်တီအဲ71ဆိုရင်နော်စကတာဆိုလို့ရှိလို့ရှိရင်ကြည့်လိုက်နော်နောက်ကဟာတို့လူတွေ အားရှိရလူလေး၄၅၆ယောက်၇ယောက်၈ယောက်၉ယောက်ကိုဗန်းပြပြီးတော့မှာလူယောက်339ယောက်အလင်းဝင်လာပါလို့ပြောလဲနပ်ပရင်းနလပင်းချီပရင်းအောက်တန်းစားဆန်းကုန်ပြည်လေးတွေအကုန်လုံးယုံတာနော်လူတွေကြည့်လိုက်လူအောက်မှာလာမန်းနေလာမန်းစောက်ခွက်လည်းမတင်ဘူးလို့လူက9ယောက်လောက်တငယ်ချင်းရှိတဲ့လူယာဝင်နေတဲ့ကောင်တွေမင်းတို့တင်အောင်လဲဘလော့မှာငါတို့ကတိုင်းပြည်အေဂျင့်ကိုနိုင်ငံကောင်းဆောင်ဖို့ပြည်သူလူထုတွေအေဂျင့်စွာနေထိုင်ရဖို့ပြောတာမင်းတို့ကတိုင်းပြည်ကိုဖျက်တာအောက်တန်းစားတွေနော်အဲ့တော့ကျွန်တော်တို့အမျိုးကျွန်တော်တို့ရဲ့ နော်ဒီနိုင်ငံရဲ့အချို့အချာအာဏာကိုထိပါလာတယ်တိုင်းပြည်ရဲ့နယ်မြေတွေကိုဖဲ့ပေးရမယ်အနေထားတွေကိုရောက်လာတယ်နော်မျိုးတွေယွာတွေကိုပြတ်လို့ပြည့်စည်ပြည့်အောင်ဝင်လာတဲ့အကြမ်းဖက်တောင်းချမ်းသူလက်နက်ကင်ကိုမြန်မာနိုင်ငံမှာအေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူထုကိုစားကောအောက်ခြေမှာတိုက်ပွဲဝင်နေရတဲ့စစ်တီတွေကိုစားကောစစ်တီတွေကတိုက်ပွဲကိုပို့ပြီးတော့မှစစ်ကိုပို့ပြီးတော့ကြောက်တယ်မဖြစ်ချင်ဘူးသူတို့မှမိသားစုတွေရှိတယ်အဲ့အတွက် ပုံမှန်နေနေပြောမယ်တပုံကကန်းကုန်အောင်ရုပ်မာလာပြီနော်အတိတ်ကစစ်ကနိုင်ဖို့ပဲလိုတာတပုံကတော့ရုပ်မာမှာပဲတပုံကတပုံလုံးလုံးတယ်စစ်ကိုစစ်နဲ့တူအောင်တိုက်တယ်အဲ့ဒီလိုပဲမြန်မာနိုင်ငံအနေနဲ့တက်မတော်ကတိုင်းပြည်ကိုကာကွယ်တာပြည်သူလူထုကိုအေးချမ်းအောင်နေထိုင်ကြတာကိုယ့်ရဲ့တက်မတော်အဖွဲ့အစည်းရဲ့တိတ်ခါတရားကိုဆယ်မှာဆိုလို့ရှိလို့ရှိရင်ကြိုက်တဲ့နည်းနဲ့ထားဗျာနိုင်ဖို့ပဲလိုတယ်နော်အပြက်တိုက်အပြုတ်စော်အမုံကျိတ်နောင်တကာဆိုတာဒီလိုစစ်ပွဲတွေဖြစ်မလာအောင်ပြည်သူလူထုတွေလည်းသိနေပြီနော် ဲ့အတွက်ကိုလုံးเสียရှိတာကိုနိုင်ငံတော်နိုင်ငံခေါင်းဆောင်စစ်ခေါင်းဆောင်အနေနဲ့ပြပြသားသားလုပ်ပါလို့ပြည်သူလူထုကတောင်းဆိုချင်တယ်ကျမကိုမပြောပွဲရဲ့ကရောပွဲအုံပွဲရပြီကျမကိုလာတောင်းပန်ရမယ်ရှင်တို့မှာကိုပြောခဲ့တဲ့စကားကိုကိုတောင်းဝင်ယူရဲတဲ့တတ်သိရှိတယ်ဆိုရင်တောင်းဝင်ခံရတဲ့တတ်သိရှိတယ်ဆိုရင်ကျမကိုရှင်တို့တောင်းပန်ရမယ်စကားဆိုတာကလူတိုင်းပြောတတ်တယ်ဒါပေမဲ့ကိုပြောရိုက်တဲ့စကားရဲ့တတ်ရောက်မှုကိုတောင်းဝင်ယူမှုတောင်းဝင်ခံမှုရှိမှအဲ့ဒီလူကိုတတ်သိရှိတယ်လို့ခေါ်တာ ကိုပြောလိုက်တဲ့စကားရဲ့နောက်ဆက်တွဲကိုတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးဆိုရင်အဲ့ဒါဗျံပတာပြောနေတာလူအောက်တန်းစားဘာကြောင့်ကျမဒီစကားကိုပြောလဲကျမမဟုတ်ဘူးမဟာသွေးတီ2024စက်တလပိုင်းနဲ့ကလာမယ်2025မေလမှာတို့မို့မေလမတိုင်းနေမှာတို့မို့မေလအကုန်နဲ့အချိန်မှာလာရှိုးကိုပြန်ရမယ်လာရှိုးမှာတနက်တန်ဘုံနဲ့တိတ်သွားလိမ့်မယ်လာရှိုးမှာ2025မေလမှာတက်မတော်ရဲ့ ပညာရေးရန်တရားပြန်လဲလေဗယ်လိမ့်မယ်ဒါကြောင့်မို့လားရှိုးကနေပြီးတော့တိုက်ပွဲတွေကြောင့်ထွက်ပြေးတင်းဆောင်ရတဲ့လူတွေလားရှိုးမျိုးကို2025မေလမှာပြန်ရလိမ့်မယ်လားရှိုးမှာနာဆကအစိုးရရဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍနှစ်ခုပြန်လဲလေဗယ်လိမ့်မယ်လို့ကျွန်မကြိုတင်ပြီးတော့နိုင်ငံရေးတုံ့တက်ခဲ့တဲ့မိမအဲ့ဒီချိန်တော့ကနေပြောခဲ့တာဟုတ်မဟုတ်စောင့်ကြည့်သေးတာပေါ့လို့မှားသွားရင်တော့နင်းတော့တွေ့မယ်လို့နင်းကိုဘယ်လိုလုပ်မယ်လို့နင်းကိုညာလို့လုပ်မယ်ဆိုပြီးကွန်မန့်အနေနဲ့မှာဝိုင်းပြီးအုံနဲ့အချင်းနဲ့ဟောင်ခဲ့တဲ့ညီပေါ်ညီပိတ်တွေဘယ်ရောက်နေကြလဲဘယ်ရောက်နေကြတယ်လဲ လာရှိုးကိုရတာကနိုးဦးတော်လန်ကြီးရဲ့မဟာအောင်ပွဲပါလို့မသိရင်ဒီလာရှိုးမျိုးကို MND ရအန်ယူဂျီလက်ထက်ထဲတော်မလို့ပြောခဲ့တဲ့ဦးတန်းစိုးနိုင်တို့ဦးကြီးမြင့်တို့ဒေါ်လှကျော်စိုးတို့ဒေါ်မင်းမင်းဝင်းဘတ်တို့ခင်ဗျားတို့အဆက်ရှိရဆိုရင်ခင်ဗျားတို့ကိုစကားကိုတောင်းရင်မို့တောင်းဝဲခံမှုရှိတယ်ဆိုရင်ခင်ဗျားတို့တတ်သိရှိရဆိုရင်ခင်ဗျားတို့အမကိုခင်ဗျားတို့ကျွန်တော်တို့ကကျမတို့ဒီကျွန်တော်တို့ဒီနိုင်ငံရေးတုံးသက်သူပါကျွန်တော်တို့ဒီစီးရေးနိုင်ငံရေးကျွမ်းကျင်သူပါလို့အမိခံပြီးဗျံပရာပြောနေကြပါတယ်ခင်ဗျားတို့ဘာလို့သူ့ကိုဝန်ခံရလိမ့်မယ်နော် လက်ရှိမြန်မာပြည်တွင်းထဲမှာကောနိုင်ငံတကာရောက်နေတဲ့လူတွေကောလက်ရှိ online အားထောင်နေတဲ့အဖွဲ့တွေကောနိုင်ငံရေးကိုစစ်ရေးကိုမျိုးစုံပြောနေကြတဲ့လူတွေညောင်များစွာရှိတယ်။ဒါပေမဲ့ဘယ်နဲ့ဘယ်တော့ဘာဆက်ဖြစ်နိုင်လဲဆိုရင်နိုင်ငံရေးတုံ့တက်မှုကိုပြောနိုင်တယ်လို့လက်ချိုးရည်ကြည့်ခဏရောက်ရှိတယ်။မိကလေးထဲမှာလက်ချိုးရည်ကြည့်ဘာနောက်ရှိတယ်။လူငယ်ထဲမှာလက်ချိုးရည်ကြည့်ဘာနောက်ရှိတယ်။ကျမတယောက်ပဲရှိတယ်။စိန်ခေါ်ရင်တော့ကျမတယောက်ပဲရှိတယ်။ဂုံးစားရဲဆိုတာအဲ့ဒီလူစားရတယ် ဂုံးစားရဲဆိုတာဂုံးရှိမှစားလို့ရတာဂုံးမရှိမှစားလို့မရဘူးယူအီစီနဲ့ NLD နဲ့ယူအီစီပေါင်းပြီးလိမ့်နေပြီရွေးကောက်ပွဲမနိုင်ခင်တည်းကကြိုးသုံးသက်ခဲ့တယ်ရွေးကောက်ပွဲပြီးပြီချင်းမှာပုံမှန်20စားလုံးနဲ့40ကငယ်ရတက်မတော်ကနိုင်ငံတော်နဲ့ဖွဲ့စည်းပုံခြေခံဥပဒေကိုစောင့်ရှောက်ရမယ်တာဝန်ရှိတဲ့အတွက်ရွေးကောက်ပွဲကော်မရှင်ယူအီစီကိုပြည်သူလူထုကကန့်ကွက်ဆန္ဒပြကြပါ ရွေးကောက်ပွဲကိုတက်မတော်ကဝေယဥစ္စုကဥစည်းပြီးပြန်ကျင်းပပေးဖို့ပြည်သူလူထုကတောင်းဆိုကြပါသည်ရွေးကောက်ပွဲကလုံးဝအထမမြောက်ပါဘူး NLD ပါတီအစိုးရမဖြစ်ပါဘူးလို့ကြိုးသုံးသက်ခဲ့တာကျွန်မမြန်မာတိုင်းနိုင်ငံလုံးမှာလိုက်ရှာကြည့်ကျွန်မတယောက်ပဲရှိတယ်စိန်ခေါ်တယ်နော်မဘုတ်တူမဟာပွဲတယောက်ပဲရှိတယ်